အစ္စရေးအင်းစစ်ပွဲဟာကမ္ဘာလုံးဆိုင်ရာတည်ငြိမ်မှုကိုခရဲရိုက်ခတ်ခဲ့ပြီးတရုတ်ရဲ့စွမ်းရည်လုံခြုံရေးနဲ့အရှိအလယ်ပိုင်းဒေသမှာတရုတ်ရဲ့ဩဇာလွှမ်းမိုးမှုအပေါ်စိန်ခေါ်မှုတွေမြင့်တက်လာစေခဲ့ကြောင်းနေကိုင်းအရှာမှဖော်ပြခဲ့ပါတယ်။ တရုတ်ဟာရေနံဝယ်ယူမှုမှာအီရန်နိုင်ငံအပေါ်မိခိုနေရပြီးအီရန်ရဲ့လျှော်စေးနဲ့ရောင်းချတဲ့ရေနံစိမ်းစုစုပေါင်းရဲ့60ရာခိုင်နှုန်းကိုတရုတ်ကဝယ်ယူနေပါတယ်။အဲ့ဒီပမာဏအရာတရုတ်ဟာအီရန်ထံမှနေ့စဉ်ရေနံစိမ်းစီပေါင်းတိတက်သမ8တန်းခန့်ကိုဝယ်ယူနေတာဖြစ်ပြီးရှန်တုံမြို့ရှိရေနံချက်စက်ရုံတွေမှာပြန်လည်တန့်စင်ချက်လုပ်လျက်ရှိပါတယ်။ဒါပေမဲ့အီရန်ရဲ့စစ်ရေးအခြေခံအဆောက်အအုံတွေကိုအစ္စရေးကပြစ်မှတ်ထားတိုက်ခိုက်နေမှုကြောင့် တရုတ်အတွက်အီရန်ထံမှရင်းနယ်ဝယ်ယူမှုတွေဟာရက်ဆိုင်သွားနိုင်တဲ့အခြေအနေကိုရောက်ရှိသွားနိုင်ပါတယ်အဲ့ဒီအပြင်တရုတ်ရဲ့ပုဂ္ဂလိကရေနံချက်စက်ရုံတွေဟာအခြားနိုင်ငံတွေမှာရေနံတွေကိုဈေးကြီးပေးပြီးဝယ်ယူရမယ့်အခြေအနေကိုလည်းရောက်ရှိစေခဲ့ပါတယ်။စီးရဲတင်းမာမှုတွေကြောင့်ဟော်မုစ်ရေလက်ကြားဒါမှမဟုတ်ပင်လယ်နီမှာဖြစ်တန်းသွားလာမှုတွေပိတ်ပင်ခံရမယ်ဆိုပါကတရုတ်ရေနံတင်တင်မောတွေအတွက်ကြီးမားတဲ့စိန်ခေါ်မှုတွေကိုရင်ဆိုင်ရနိုင်ပါတယ်။ အဲ့ဒီအပြင်တရုတ်ဟာအီရန်ကိုတန်တမာရေးအရထောက်ခံပေးနေပြီးအပြစ်ခက်ရက်စဲဖို့တိုက်တွန်းနေသလိုအစ္စရေးအပါအဝင်ပင်လယ်ကွေ့နိုင်ငံတွေနဲ့ဆက်ဆံရေးကိုလည်းထိန်းသိမ်းထားပါတယ်။လက်ရှိမှာအီရန်အစ္စရေးပြိပခအရှိန်မြင့်လာတာနဲ့အများအရှိအလဲပိုင်းဒေသကိုဖျက်ဆီးမယ်။တရုတ်ရဲ့ရီမန်းချက်ကြီးသောပလန်ရဲဝန်စီမံကိန်း BRI အတွက်လည်းစိန်ခေါ်မှုတွေနဲ့ရင်ဆိုင်နေရတယ်လို့ကျွမ်းကျင်သူတွေကပြောကြားခဲ့ပါတယ်။ အီရန်နဲ့အစ္စရေးရှိတရုတ်နိုင်ငံသားတွေကိုအမြန်ဆုံးကယ်ထုတ်ဖို့လှုံ့ဆော်နေကြ။ဇော်လ18ရက်မှာတရုတ်နိုင်ငံသားရေးဝန်ကြီးဌာနရဲ့ပြောရေးဆိုခွင့်ရှိသူကော့ဂျာကွန်ကပြောကြားခဲ့ပါတယ်။အစိုးပိုင်းကလည်းအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကအီရန်ရဲ့မြို့တော်တီဟီယန်မှာနေထိုင်သူတွေအားလုံးချက်ချင်းပြောင်းရွှေ့ကြဖို့လူမှုမီဒီယာမှာရေးသားခဲ့ပါတယ်။